ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ2ရက်မြန်မာတက္ကသိုလ်1389ခုနှစ်တစောင်းမုံလာဆန်း73ရက်တနင်္ဂနွေနေ့ရက်မွန်းတဲ့12နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီတော်လန်နေသစ်ပါလို့ပြည်သူပေါင်းနှုတ်ဆက်တာပါပါခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့ဝက်လက်နဲ့တိုက်ပွဲမှာအချမ်းဘတ်စစ်ရှုံးကောင်စီတက်ရဲ့စစ်ကူရဟရင်ကိုတော်လန်ရဲ့အဖွဲ့တွေကပြစ်ခတ်နိုင်လိုက်ပါတယ်မီခိုတလေးလိတ်ထွက်ပြီးတော့စစ်ကူအင်အားချမပေးနိုင်ပဲအဲ့ဒီရဟရင်ကတက်မှတ်33ကို ြန်လည်မောင်းပြေးခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာငဖဲမြို့နယ်နေရီကံဗျူဟာကုန်းတိုက်ပွဲမှာတော့အကြမ်းဖက်ဆက်သားတွေတင်ဆုံးမှုများပြီး26ဦးအရှင်ဖမ်းမိကလက်နက်ခဲယမ်းနဲ့စစ်သုံးဆောင်ပစ္စည်းတွေသိမ်းဆီးနိုင်ခဲ့ပါတယ်ပသိဉ္ကြီးမြို့နယ်မှာတော့ပြူကောင်းဆောင်အချင်းချင်းပြန်လည်ပြစ်ခတ်လုကြိုင်မှုကြောင့်အောင်ခန့်ဆိုတဲ့ပြူကောင်းဆောင်တအူးတင်ဆုံးသွားတယ်လို့သိရပါတယ်မြိုင်တောင်ပိုင်းမှာလည်းပြူတအူးစနိုက်ပါနဲ့ပြစ်ခတ်ခံရပြီးတော့တင်ဆုံးရပါတယ်အာဆီယံဖွဲ့ဝင်နိုင်ငံကောင်းဆောင်တွေထံ မေတောင်ဆန်းစုကြည်ရဲ့တားဖြစ်သူကိုထိန်လင်းကတောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။မြန်မာမှာဆေးရသွေးမှုလူခွေချိုးပေါမှုတွေပိုပြီးတော့ဆိုးဝါးလာနေကြောင်း UN ကသတိပေးလာပြန်ပါတယ်ခင်ဗျာ။ဒီသတင်းတွေနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်ကြောင်းရာတွေကိုနားဆင်ရမှာပါ။ပြမသောသတင်းဘုတ်အနေနဲ့သခိုင်းတိုင်းဝက်လက်နယ်တိုက်ပွဲမှာအချမ်းဘတ်စစ်ရှုံးကောင်စီတပ်ရဲ့စစ်ကူရဟတ်ရင်ကိုဒေါ်လာရေးတပ်ဖွဲ့တွေကပြစ်ခတ်နိုင်လိုက်တယ်လို့သိရပါဗျ။ MN17 ရဲ့အရန်အင်ဂျင်ကိုထိမှန်ပြီးတော့မီကိုတလေးလေးထွက်က အင်အားတက်ကူချပေးနိုင်ခြင်းမရှိဘဲတမ33ကိုပြန်လည်ပေါင်းပြေးခဲ့ရတယ်လို့ဆိုပါတယ်။ဝလမျိုးနယ်ပြည်သူ့ကော်မတီအဖွဲ့ပကဖကမနေ့ကထုတ်ပြန်တဲ့တိုက်ပွဲသတင်းအကြောင်းအရာမှာအခုလိုမျိုးအတည်ပြုထားတာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘိုခရိုင်ဝလမျိုးနယ်ရွာသားကြီးကြီးရွာအထိုင်စခန်းကိုစက်တလပိုင်းတရက်နေ့2025ခုနှစ်မနက်7:58မိနစ်အချိန်လောက်မှာ စကိုင်းတက်မှ33ကတက်လာတဲ့ MI 17နှစ်စီးနဲ့လူဝင်အားတွေလက်နက်အင်အားတွေကိုချပြီးတော့မုံရွာနမခဘတ်ကလည်း Dryo Copra တစ်စီးကကောင်းကင်ကနေဝဲပေးပြီးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ MI 17နှစ်စီးကတော့အင်အားချပြီးတော့သခိုင်းတိုင်းတက်မ33ကိုပြန်လည်ဆင်းသက်ပြီး9924မှာထပ်မံပြီးတော့ပြန်တက်လာခဲ့တယ်လို့သတင်းရတဲ့အတွက်ဒီ9000ကျော်ပကဖလှူရှာမှုတပ်ပေါင်းမဟာမိတ်အဖွဲ့တွေကအရင်တော့အင်အားချထားခဲ့တဲ့နေရာကိုကင်းမုံဝစ်ပြီးတော့အသင့်ဆောင်ဆိုင်ခဲ့တယ်လို့ဆိုပါတယ်။ နမခါကလည်းဒုတိယဒရိုကော်ပရတစီထပ်ပြီးတော့တက်မလာကရွာသားကြီးရွာအနီးပေါ်ကနေဝဟင်ကနေကောက်ွယ်ပြေးနေခဲ့တယ်လို့ဆိုပါတယ်။အဲလိုမျိုးအချိန်တွေအတွင်း9နိုင်40မိနစ်အချိန်လောက်မှာတပါမ33ကထပ်ပြီးတော့အင်အားဖြစ်တဲ့အချိန်မှာအသင့်ဆောင်ဆိုင်နေတဲ့ကိုတော်ညာပါကဖလှူရှားမှုပူပေါင်းမဟာမိတ်ဖွဲ့ကစတင်ပြစ်ခတ်ခဲ့ပြီးအပြန်အလှန်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ဆိုပါတယ်ခင်ဗျာ။အဲဒီထိတွေ့တိုက်ပွဲကြောင့် ခွေးအများပြဒဏ်ရာကဒဏ်ရာပြစ်ထန်သူစက္ကမတသားတွေကို MN70 နဲ့ပြန်လည်ခေါ်ဆောင်သွားခဲ့ရတယ်လို့ဆိုပါတယ်ထိတွေ့တိုက်ပွဲတွေကြောင့်စက္ကမရဲ့ MN70 တစ်စီးကတော့ဒီဂျန်နရေတာအရန်အင်ဂျင်ကိုထိမှန်ပြီးတော့မီခိုတလေးလေးနဲ့အင်အား6ယောက်နိုင်ခြင်းမရှိဘဲနဲ့တပ်မ33ကိုပြန်လည်မောင်းပြေးခဲ့ရတယ်လို့သိရပါတယ် တိုက်ပွဲကိုပူပေါင်းပကပလှုပ်ရှားမှုဖွဲ့ကကြီးအင်အား3000ကျော်အုံပြူတိုက်ခိုက်ခဲ့ကြောင်းနဲ့ထိတွေ့တိုက်ပွဲမှာရန်သူဘက်ကထိခိုက်မှုရှိပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကထိခိုက်မှုရှိနေအောင်မြင်မြင်စုခွာနိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်အပ်ပါတယ်ဆိုပြီးစီးရေလှုပ်ရှားမှုအခြေအနေကိုထုတ်ပြန်တင်ပြလာတာဖြစ်ပါတယ်ခင်ဗျာ။ မကွေးတိုင်းကတိုက်ပွဲသတင်းကြောင်းရည်နဲ့ဆက်ချင်ပါတယ်မကွေးတိုင်းကဖဲမြို့နယ်နေရီကံဗျူဟာကုန်းကိုစစ်ကူပို့တဲ့အချက်မဲ့စစ်ရုံးကောင်စီတပ်စစ်ကြောင်းကိုနှစ်လကြာပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာစစ်သားများပြားတည်ဆုံးပြီးတော့26ဦးကိုတော့ရှင်ဖမ်းမိကလက်နက်ခဲရနေနဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့ CDR ရှူကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာစတေမာလာဆန်ကဆက်ပြီးတော့ငဖဲမြို့နယ်နေရီကံဗျူဟာစခန်းကိုအမှတ်905အမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မှာ အင်အားစုဖွဲ့ပြီးတော့တက်လာတဲ့အကြမ်းဆစ်ရှုံးအောင်စီတက်စကြောင်းတွေကိုချင်းကာကိုရေးတက်အရှူ CD ရဲ့အရှူအပါဝင်တော်လိုင်းရေးပူပေါင်းတက်ဖွဲ့တွေကကြားဖြတ်ပြီးတော့တိုက်ခိုက်ခဲ့တာပါအဲ့တိုက်ခိုက်မှုအတွင်းစစ်သားများပြားသေဆုံးပြီးတော့လက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်ဆစ်ရှုံးအောင်စီတက်ကနိုင်ငံပြူဟာကုန်းစခန်းမကြဖို့အတွက်လေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူတွေအဆက်မပြတ်ပေးနေပေမဲ့တော်လိုင်းမဟာမိတ်တပ်တွေကအဆက်မပြတ်ထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့ဖော်ပြလာပါတယ် စတင်ဘာလကနေအော်တိုဘာလကုန်အထိနှစ်လတာအတွင်း CDS ရှိုးတပ်ဖွဲ့ဝင်2ဦးအသက်ပေးလူခဲ့ရကခြေလိုက်ငါဆုံးရှုံးသူ2ဦးနဲ့အခြားထိခိုက်ဒဏ်ရာရရှိသူ9ဦးရှိခဲ့တယ်လို့လည်းအတည်ပြုထားပါတယ်။အဲဒီနှစ်လတာတိုက်ပွဲတွေအတွင်းချမ်ဘတ်စစ်ရှုံးကောင်စီတပ်ဘက်ကစစ်မှုထမ်းတပ်သားတည်ရပါဝင်စစ်သား26ဦးကိုအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းဒါ့အပြင်နေရီကန်လမ်းဟောင်းတစ်လျှောက်နေမင်းရှင်းလင်းရေးလှုပ်ဆောင်တဲ့အချိန်မှာလက်နက်ငယ်လေးလက်နဲ့ခဲယမ်းတွေကိုလည်းတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာ။လက်နက်ကင်လမ်းစဉ်ကိုဆွဲကင်လာကြပြီးတော့ လက်နက်နဲ့ရန်သူကိုခုခံတိုက်ခိုက်ခဲ့ကြတာ၃နှစ်ကျော်၄နှစ်နီးပါးရှိပြီးတော့စီးရဲတွေ့ကြုံတွေတိုက်ပွဲတွေ့ကြုံတွေပြီးတော့စစ်တိုက်ချင်းကြောင့်ဖြစ်လာတဲ့ပုတ်တိုက်မှုတွေဒေါ်လာရေးတပ်ဖွဲ့အချင်းချင်းကြားကြုံတွေ့ရတဲ့အရာတွေကိုပြန်လည်သုံးသပ်ကြပြီးတော့စစ်အာဏာရှင်ကြာဆုံးမှုကိုပဲ UDP ပူပေါင်းစေခြင်း ਨੇ နောက်ပြီးတော့စစ်အာဏာရှင်ကြာဆုံးမှုအတွက် နောက်ထပ်နောက်ထပ်သောအနောက်ဖွဲ့တွေမပါဘဲနဲ့ရိုးရှင်းစွာနဲ့ပဲတယောက်နဲ့တယောက်သဘောထားကြည့်ပြီးတော့ပူပေါင်းလှုပ်ဆောင်ကြဖို့ဒေါ်လာရေးဖွဲ့တွေကိုကျွန်တော်အနေနဲ့ အကြံပြုတိုက်တွန်းကြပါတယ်ကျွန်တော်အနေနဲ့လည်းဒီမူကိုကင်ဆွဲပြီးတော့ပဲအတက်နိုင်ဆုံးတော်လိုင်းရေးအဖွဲ့အချင်းချင်းပေါ်ယူသားနိုင်သမျှယူသားပြီးတော့ပူပေါင်းဆောင်ရွက်တာရှိပါတယ်ဆိုပြီးစီရီယအရှုကသတင်းနဲ့ပညာရေးတာဝန်ရှိသူစလိုင်းရိုချင်းကပြောဆိုပါတယ်ခင်ဗျာ အေဦးဆောင်တဲ့ဒေါ်လာရင်းမဟာမိတ်တပ်တွေကငဖဲမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ရဲ့နေရီကံဖြူအကုန်းစခန်းကိုအပီးသက်သိမ့်ပိုက်နိုင်ရဲ့ပြင်းထန်ထိုးစစ်ဆင်နေပြီးကာကင်းစခန်းအများစုကိုသိမ့်ပိုက်ရရှိထားပြီးဖြစ်ကြောင်းအေအေကတရားဝင်သတင်းထုတ်ပြန်ထားပါရခင်ဗျာမန္တလေးတိုင်းထဲမှာတော့ပြူကောင်းဆောင်ချင်းချင်းပြန်ပြီးတော့တက်ကုန်ကြပါပြီသတင်းပြေဆုံးကိုကြည့်အောင်ပါမန္တလေးတိုင်းပသိဉ္စီမြို့နယ်ပြူစတော်တီကောင်းဆောင်အောင်ခတ်မှာအချင်းချင်းပြန်လဲပြစ်ခတ်လုံးကြံခံရတဲ့အတွက်တည်ဆုံးသွားခဲ့ပေမဲ့ လက်သက်တရခံကိုမဖော်ထုတ်နိုင်တဲ့အတွက်တပ်ဖြတ်သူတွေကိုဖမ်းဆီးနိုင်တာမရှိကြောင်းပဒင်းကြီးမြို့နယ်မှာရှိတဲ့ပြည်သူ့စစ်အတိုင်းဝိုင်းထံကနေသိရပါဗျာ။အော်တိုဘလာ29ရက်နေ့ကအသက်35နှစ်အရွယ်ပြည်စောတိကောင်းဆောင်အောင်ခန့်ကခီးသွားလာရင်ပျောက်ဆုံးသွားခဲ့ပြီးအလောင်းသာပြန်လည်ရရှိခဲ့တာပါ။အလောင်းမှာတော့နှိပ်စက်တံရအပြစ်နဲ့ပြန်လည်တွေ့ရှိခဲ့ရပြီးလုံခြုံမှုကတော့မန္တလေးမြို့ပေါ်မှာရှိတဲ့အခြားမြို့နယ်တွေကပြည်သူ့စစ်ခေါ်ပြည်စောတိတွေရဲ့လက်ချက်လို့သတင်းမြစ်ကပြောဆိုပါဗျာ။သူကပဒင်းကြီးမြို့နယ်ကိုကျော်ပြီးတော့ပေါ်တာဆွဲတာစက်ကြီးတောင်းတာ အခြားမြို့နယ်တွေမှာသွားပြီးတော့လူအင်အားနဲ့အကျွေးဒီမိုက်ကြီးခွဲပြီးတော့တောင်းတာတွေလုပ်တယ်။အရက်စကားနဲ့ပြောရရင်တော့ဂွင်ကြော်ပြီးတော့လုပ်တာတွေများနေတာ။အဲ့တော့အခြားမြို့နယ်ကပြူစောတီတွေကမကြည်ကြဘူး။အဲ့ဒီမှာအော်တိုဘာ29နေ့မှာသူပျောက်သွားပြီးတော့တေဆုံးခဲ့တာပဲ။ပြူစောတီအချင်းချင်းလုပ်တာကတေးကြတယ်။ဒါပေမဲ့ဘသူလက်ချက်မှန်းမသိတာ။တက်တယ်မရှိတာကြောင့်တက်သွားတဲ့သူတွေကိုဖမ်းမမိဘူးလို့ပဒကြီးမြို့နယ်ကဒေသတရင်းမြစ်ကပြောဆိုပါတယ်ခင်ဗျာ။ပဒကြီးမြို့နယ်မှာပြူစောတီကောင်းဆောင်အောင်ခန့်ဦးဆောင်တဲ့ပြူစောတီအဖွဲ့က အလွန်ဆိုးသန့်ပြီးတော့လူငယ်တွေကိုစစ်မှုထမ်းဖြစ်နေပေါ်တာဆွဲပြီးတော့ဖမ်းဆီးတာငွေညှစ်တာစက်ကြီးကောက်တာပြည်သူလူထုပေါ်မှာအနိုင်ကျင့်နှိပ်စက်တာတွေကိုလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာ။အော်ဒီဘာလာ16ရက်နေ့ကလည်းပဒင်းကြီးမြို့နယ်အတွင်းအမျိုးသမီးတဦးကိုကားနဲ့တိုက်ပြီးတော့ထွက်ပြေးခဲ့ရမှာအမျိုးသမီးကကားအောက်မှာညက်ပါသွားခဲ့ပြီးဆေးရုံကိုပို့မပေးဘဲအမျိုးသမီးငယ်ကိုလမ်းဘေးမှာစွန့်ပစ်မှုဖြစ်ပွားခဲ့ပါသေးတယ်ခင်ဗျာ။မန္တလေးမြို့ပေါ်မှာမြို့နယ်အသီးသီးကပြူစောတိဖွဲ့တွေကမတည့်ကြပဲမိမိရဲ့မြို့နယ်အတွင်းအခြားမြို့နယ်ကပြူစောတိတွေဝင်ရောက်လာရင်လိုက်လံဆက်ဆဲတာတားဆီးတာနေမြင့်မကျော်ဖို့ ်တတိပေးတာတွေအပြိုင်ဆိုင်အင်အားပြိုင်ဆိုင်မှုတွေနဲ့အုပ်စုဖွဲ့ပြီးတော့ပြုလုပ်နေကြတယ်လို့သိရပါပါတယ်ခင်ဗျာတစတဲ့မှာပဲနွားစာရေးဖို့ထွက်လာတဲ့ပြူစောတီစနိုက်ပါနဲ့ပြစ်ခတ်ခံရပြီးတော့တည်ဆုံးသွားတယ်လို့သိရပါတယ်သတင်းပြေသွန်ကိုကြည့်အောင်ပါခင်ဗျာမကွေးတိုင်းပခုတ်ကုခရိုင်မြန်မြွတ်နယ်တောင်ပိုင်းတရက်ကံပြူဟာကသိန်းနံဆိုတဲ့ပြူစောတီတယောက်ဟာနွားစာရေးဖို့ထွက်လာချိန်မှာကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့စနိုက်ပါနဲ့ပြစ်ခတ်ခံရပြီးတည်ဆုံးသွားတယ်လို့သိရပါတယ်ခင်ဗျာနိုဝင်ဘာလ1ရက် မနက်၈နာရီကျော်လောက်မှာအဲ့ဒီပြူစောထီတက်သားဟာတရက်ကံပြူရွာနောက်ဖက်ချမ်းမှာရှိတဲ့မြေဘဲကင်းစီကိုနွားစာရိတ်ဖို့ထွက်လာတဲ့အချိန်မှာစနိုက်ပါနဲ့ပြစ်ခတ်ခံရတာဖြစ်ပြီးရင်ဘက်ကိုထိမှန်ကတေဆုံသွားခဲ့ရတာပါပြူစောထီတိတ်နံစနိုက်ပါနဲ့ပြစ်ခတ်ရပြီးတဲ့နောက်ရွာထဲမှာရှိတဲ့အခြားပြူစောထီစစ်ကူတွေထွက်လာတဲ့အတွက်အဲ့ဒီနေရာမှာအပြန်လန်ထိတွေ့ပြစ်ခတ်မှုဖြစ်ပွားခဲ့ပေမဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိနေပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်ထွက်လာပေမဲ့ပြူစောထီကိုစောင့်ကြိုရှင်းလင်းမှုပဲရည်ရထားတာမို့ရီမန်းချက်ပြပြတာနဲ့ ဒီမိနစ်ပိုင်းထိတွေ့မှုယူပြီးအထူးကမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်ထိတွေ့မှုကတရက်ကံပြရရဲ့အနောက်မြောက်ဖက်ချမ်းမှာဖြစ်တာဆိုပြီးပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PLC တာဝန်ခံကပြောပါတယ်ခင်ဗျာဒီတိုက်ခိုက်မှုကိုပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PLC မြိုင်ပကဖတရင်တက်တခွဲတက်တခွဲလေးဒေါင်းမန်တက်ဖွဲ့အညာမြေတပ်ပေါင်းစု ဝင်းပလေပျောက်ကြားတက်ဖွဲ့ဒေါင်းညီနောင်အဖွဲ့နဲ့ TYK ပျောက်ကြားတက်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတာလို့ဆိုပါတယ်ခင်ဗျာ အဲ့ဒီတရားကံပြူဟာကိုကဝဲတဖွဲ့တွေကရိတ်ခါဖြတ်တောက်ထားတာတနစ်ကျော်လောက်ရှိပြီလို့လည်းသိရပါတယ်ခင်ဗျာဒီနေ့အတွက်အထူးတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်မေမေဒေါန်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားအလုံးကိုလွတ်မြောက်စေဖို့ပြည်သူတွေကိုကာကွယ်ပေးဖို့အကျိုးသက်ရောက်တဲ့ပြုပြင်ပြောင်းလဲမှုတွေကိုအတူတကွဆောင်ရွက်ဖို့တောင်းဆိုချင်ပါတယ်လို့အာဆီယံဘက်ဝင်နိုင်ငံခေါင်းဆောင်တွေထံကိုကိုထိန်လင်းကတောင်းဆိုလိုက်ပါတယ်မြန်မာနိုင်ငံရဲ့ပြည်ထနာတွေကိုအကြမ်းဖက်မှုဒါမှမဟုတ်တူရောက်ရွေးကောက်ပွဲတွေနဲ့ မပြေရှင်းနိုင်ကြောင်းထပ်မံအတည်ပြုပေးခဲ့တဲ့အာဆီယံဖွဲ့ဝင်နိုင်ငံတွေကိုလည်းကျေးဇူးတင်တယ်လို့ကိုထိန်လင်းကပြောကြားခဲ့ပါတယ်။အာဆီယံနိုင်ငံတွေကမြန်မာစစ်တပ်ကိုတောင်းဆိုထားတဲ့အချက်၅ချက်ကိုလည်းဆက်လက်အတည်ပြုပေးတဲ့အတွက်ဆရာနာရှင်ဖိနှိပ်မှုအောက်မှာနေထိုင်နေရတဲ့တမ်းပေါင်းမြတ်စွာသောပြည်သူတွေအတွက် မျှော်လင့်ချက်တစ်ရပ်ဖြစ်လာခဲ့တယ်လို့လည်းဆိုထားပါတယ်။အာဆီယံဖွဲ့ဝင်နိုင်ငံတွေဟာအမန်ကယ်စစ်မှန်တဲ့ညီညွတ်မှုတရားမျှတမှုလူကုန်တိုက်ခါအပေါ်ရပ်တည်တဲ့ Thank you to ASEAN leaders for reaffirming that Burma's crisis cannot be solved through violence or sham elections. Your renewed commitment to the five point consensus gives hope to millions suffering under military rule. But words alone will not bring peace. I urge ASEAN to take concrete, unified action to release my mother, Daw Aung San Suu Kyi, and all political prisoners, and to protect the people of Burma, not their oppressors. As my mother once said, assuming the chairmanship of ASEAN is not going to do anything about improving the lives of people. Let ASEAN now be the example she once hoped it would be a community that stands for truth, justice, and human dignity. Thank you. နောက်ထပ်သတင်းပုတ်အနေနဲ့မြန်မာနိုင်ငံမှာဆေးရွာစုမှုတွေနဲ့လူခွင့်ရချိုးဖောက်မှုတွေကပိုပြီးတော့ဆိုးဝါးလာနေပြီးတန်းနဲ့ချီတဲ့ပြည်သူတွေဟာနိုင်ငံအနှံ့မှာဆင်းရဲဒုက္ခတွေခံစားနေရကြောင်းကုလသမဂ UN ကသတိပေးခဲ့ပါတယ်ခင်ဗျာ။ UN ရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်နီယာ IMM ကြီးကနီကိုလတ်စ်ကွန်ဂျီယန်ကမြန်မာနိုင်ငံထဲမှာနိုင်ငံတကာရာဇဝတ်မှုမြောက်တဲ့ဖြစ်စဉ်တွေဟာအကျဉ်းအရေးအတွက်ရောစံတန်ပြည်နှံမှုအရာပါပို့ပြီးတော့အရှိန်ဟုန်မြင့်တက်လာနေကြောင်းပြောကြားခဲ့ပါတယ်။ဒိုင်းသားမျိုးနွယ်စုဝင်တွေဟာအဲ့ဒီထိခိုက်မှုတွေကိုအဆိုးဆုံးခံစားရလေရှိကြောင်းအနာသိစစ်တပ်ဟာဖမ်းဆီးထိန်းသိမ်းထားတဲ့အရသားတွေပေါ်နှိမ့်ဆက်တာလိမ်မိုင်းဆိုင်ရာအကြမ်းဖက်တာတွေကိုကျူးလွန်နေဆိုတဲ့အထောက်အထားတွေလည်း IIMM ကရရှိထားကြောင်းသူက ပြောဆိုပါတယ်ကျွလွန်သူတွေရောအဲ့ဒီဆက်ဆုပ်စရာလုပ်ရက်တွေအတွက်အမေပေးခဲ့တဲ့စူးဦးစီးတွေကိုပါ IIMM ကစုံစမ်းသိရှိထားပြီလို့လဲကွန်ဂျီယန်ကပြောဆိုပါတယ်သူကစစ်တပ်ဟာပြည်သူလူထုကိုချိန်ချောက်တဲ့အိဗယ်နဲ့ကွက်မြတ်တာတွေကျောင်းနေဆေးရုံတွေနဲ့ဘာသာရေးစောင့်ဝင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့တယ်လို့လဲပြောဆိုပြီးအထူးသဖြင့်လေကြောင်းကနေဘုံကျမှုတွေကိုအချိန်မြင့်ပြီးတော့အုံပြူလာနေကြောင်းလဲထောက်ပြခဲ့ပါတယ် ။ဟာရခတ်တော်အေနဲ့စစ်ရှုံးကောက်စီတက်ကြတိုက်ပွဲတွေပြင်းထန်နေရရခိုင်ပြည်နယ်မှာတော့ပြည်သူတွေဟာဆင်းရဲနှွမ်းပါမှုနဲ့ငမမှုဘေးဆိုးတွေနဲ့ပါရုန်းကန်နေရကြောင်းဆက်ပြီးတော့ပြောဆိုပါတယ်။ IMMH ရခိုင်ပြည်နယ်ထဲမှာပြည်သူတွေကိုပိတ်မှတ်ထားတဲ့ဒရုန်းတိုက်ခိုက်မှုတွေ၊ကွပ်မျက်မှု၊မနှိမ်ကျမှု၊ညှဉ်းပန်းနှိပ်စက်မှုလူသားချင်းစာနာမှုအထောက်ပံ့တွေကိုပိတ်ပင်တားဆီးမှုဖြစ်စဉ်တွေကိုလည်းမှတ်တမ်းယူစည်းရင်းပြုစုနေကြောင်းကိုကြည်ရန်ကအခုသတင်းပတ်အစောပိုင်းတုန်းက UN Treasury ညီလာခံစည်းဝေးမှာတင်ပြခဲ့ပါတယ်။ မြန်မာလူခွင့်ရေးဆိုင်ရာယူအန်ထူးကိုယ်စားလှယ်တော်ဒရုကလည်းမြန်မာနိုင်ငံရဲ့အခြေအနေဟာပိုပြီးတော့ဆိုးရွားလာနေသလိုလူပေါင်း22တန်းနီးပါးလောက်ဟာအရေးပေါ်ကူညီတွေလိုအပ်နေတယ်လို့ပြောကြားခဲ့ပါတယ်။နောက်ပြီးပြည်သူ16တန်းလောက်ဟာစာလောင်မှုသိမှုတန်းကိုအပြင်းထန်ခံစားနေရတယ်လို့လည်းသူကသတိပေးပါတယ်။မတ်လတုန်းကမြန်မာနိုင်ငံလေပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့်လူတွေထောင်ထဲချီတည်ဆုံးပြီးတန်းနဲ့ချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်းအဲ့ဒီချိန်မှာစစ်တပ်ဟာတဘာဝဘေးသင့်ပြည်သူတွေကိုကူညီမဲ့အစားအဆိုးအဝါဆုံး ူသားရေးရအချက်တဲတစ်ခုဖြစ်လာအောင်ရွေးချက်ရှိရှိတွန်းပို့ခဲ့ကြောင်းအန်ဒရူးကပြောဆိုပါတယ်ခင်ဗျာပြည်သူတွေကြက်ရနေတဲ့အချိန်မှာစစ်တပ်ကလူသားချင်းစာနာမှုကူညီတွေကိုပိတ်ပင်တာအကူအညီပေးသူတွေကိုချင်းချောက်တာလူငယ်တွေကိုစစ်မှုထမ်းခိုင်းမှုအတင်းကျပ်ဖမ်းဆီးတာတွေလှုပ်ဆောင်ရင်းရင်းနှစ်သူကိုဝါကူထိုးခဲ့ကြောင်းသူကဆက်ပြီးတော့ပြောပါတယ်ကညံက IIMM ဟာဗဏ္ဍာရေးကြတဲ့ကြောင်းကျွမ်းကျင်သူတွေပါဝင်ဝန်ထမ်းအင်အားသုံးဖို့တပုံလောက်ကိုရှော့ချခဲ့ရပြီးအကျိုးဆက်အနေနဲ့ပြစ်မှုကျွလွန်သူတွေကိုတာဝန်ယူမှုတာဝန်ခံမှုရှိရှိ အပြစ်ပေးဖို့နိုင်ငံတကာအားထုတ်မှုတွေကိုအာရော့သွားစင်နိုင်ကြောင်းလည်းသတိပေးခဲ့ပါတယ်မြန်မာနိုင်ငံကပြည်သူတွေအတွက်ရှင်းရှင်းလင်းလင်းပေးပို့ဖို့လိုအပ်တဲ့သတင်းစကားကတော့ကမ္ဘာကြီးဟာအရက်သားတွေပေါ်ပြစ်မှုကျူးလွန်နေတဲ့ဖြစ်ရပ်တွေကိုမျက်ကွယ်ပြုမထားဘူးဆိုတာအတိပေးဖို့ဖြစ်ကြောင်းသူကပြောကြားသွားခဲ့ပါတယ်မြန်မာနိုင်ငံဆိုင်ရာ UN ထုကိုယ်စားလှယ်ဂျူလီဘစ်ရှော့ကလည်းစစ်တပ်ကတပတ်သက်ဆုံးဖြတ်ချက်နဲ့ကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကြောင့်လဲပို့ပြီးတော့ကြမ်းတမ်းတဲ့အခြေအနေတွေမတည်ငြိမ်မှုတွေဖြစ်လာစေတယ်လို့ဆိုပါတယ် အတိုက်ခံအားစုတွေကအဲ့ဒီရွေးကောက်ပွဲဟာတရားဝင်မှုလို့သတ်မှတ်ညွှန်ဆိုထားကြောင်းရွေးကောက်ပွဲတစ်ခုဟာအကျိုးဆက်တွေကိုကြည့်ဖို့လိုအပ်ပြီးလူအသက်တွေပြုံးတီးတဲ့ဥတည်မှုစီကိုမတော်တင်ကြောင်းမှတ်ချက်ပေးသွားခဲ့ပါတယ်ခင်ဗျာအော်ဒိုဘလာတွင်ဂျမ်ဘတ်စစ်ချုံးကောင်စီတက်ရက်လေချောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်တန်ဂါရိုရီပါဝင်ပြည်သူ49ဦးသေဆုံးပြီးတော့82ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ DNL ကထုတ်ပြန်လာပါတယ်တန်တန်လေးထိတ်ချုပ်နယ်မြေတွေမှာအော်တိုဘာလာတွင်အချမ်းမစစ်တပ်ရဲ့လေကြောင်းနဲ့ဘုံကျက်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တန်ကြော်ပါဝင် ပြည်သူ49ဦးသေဆုံးခဲ့ရတယ်လို့ထုတ်ပြန်လာတာဖြစ်ပါတယ်။အဂျမ်ဘစစ်တပ်ရဲ့လေကြောင်းနဲ့ဘုံကျက်မှုဒရုန်းနဲ့ဘုံကျက်မှုတွေကြောင့်ပြည်သူ49ဦးသေဆုံးတာပြီးတော့82ဦးထိခိုက်ဒဏ်ရာရတဲ့အပြင်နေ195အိမ်စာတင်ကျောင်း5ကျောင်းဖုန်ကြီးကျောင်း9ကျောင်းကျောင်းဆောင်9ဆောင်အဆောင်6ခုမွေးမြူးချမ်း2ချမ်းဆိုင်ကန်း5ကန်းလက်ဖက်ဆက်ယုံတယုံဆိုင်ငယ်၄စီးနဲ့ကား၁၀စီးတို့ဘုံစာ ထိမှန်ပြီးတော့ပျက်စီးခဲ့တယ်လို့တန်တမရိုတင်နယ်လီကထုတ်ပြန်ခဲ့တော့ပါ အကြမ်းစစ်တပ်ကကြောင်မဲမြို့နယ်မှာရှိတဲ့ပြည်သူတွေကိုဥတီပြီးတော့ Jet Fighter drone တွေနဲ့၃ကြိမ်လာရောက်ကျချတိုက်ခိုက်ခဲ့တာကြောင့်တံခါးတော်နှစ်ပါးထိမှန်တမ်းရပြီးတော့ဘုံကြီးကျောင်းတစ်ကျောင်းစွန်းစားဆောင်တစ်ဆောင်နဲ့အဆောက်အဦသုံးခုတို့ဘုံစာထိမှန်ပြီးတော့ပျက်စီးခဲ့ရပါတယ်။နံပါတ်2မြို့နယ်ကိုအကြမ်းစစ်ရှုံးကောက်စစ်တပ်ကလေကြောင်းနဲ့ drone ကိုအသုံးပြုပြီး၇ကြိမ်လာရောက်ကျချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၄ဦးသေဆုံးပြီးတော့ကလင်းငယ်တွေအပါအဝင်၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေ21အိမ်စာသင်ကျောင်းတစ်ကျောင်း၊ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ကျောင်းဆောင်၆ဆောင်တို့ထိမှန်ပျက်စီးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။မန္တလေးမြို့နယ်မှာလည်းချမ်းမစစ်တပ်ကလေကျောင်းနဲ့နှစ်ကျိန်လာရောက်ဘုံကျဲချခဲ့တာကြောင့်နေ6အိမ်ထိခိုက်ပျက်စီးသွားခဲ့ပြီးတီဘောမြို့မှာလည်းချမ်းမစစ်တပ်က Jet Fighter နဲ့6ကျိန်ဘုံတွေကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ့နှုတ်ဦးတေဆုံးက3ဦးထိခိုက်ဒဏ်ရာရပြီးနေ24အိမ်စာသင်ကျောင်း၂ကျောင်း၊ဘုန်းကြီးကျောင်း၂ကျောင်းနဲ့အဆောက်အုံတစ်ခုတို့ထိမှန်ပျက်စီးသွားခဲ့ရပါတယ်။ မိုင်းလုံးမြို့နယ်ကိုလည်းချမ်ပတ်စစ်ရှုံးကောင်းစီတပ်ကဂျက်ဖိုက်တာနဲ့၅ချိန်လာရောက်ဘုံကျက်တိုက်ခိုက်ခဲ့တာကြောင့်တန်ဂါရော်ရီနဲ့ကလင်းငယ်တွေအပါအဝင်ပြည်သူ15ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေ၁၈အိမ်ဘုံကျင်းကျောင်းနှစ်ကျောင်းနဲ့ကျောင်းဆောင်တစ်ဆောင်တို့ထိမှန်ပျက်စီးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။မိုင်းကောင်မြို့နယ်ကိုလည်းချမ်ပတ်စစ်ရှုံးကောင်းစီတပ်ကဂျက်ဖိုက်တာနဲ့၃ချိန်ဘုံနဲ့ကြဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၄ဦးသေဆုံးပြီးတော့၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေ၁၈အိမ်ဘုံကျင်းကျောင်းတစ်ကျောင်းကျောင်းဆောင်တစ်ဆောင်နဲ့စိုင်ကန်း၅ကန်းတို့ထိမှန်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။ နမ်ဆာမြို့နယ်ကိုချမ်ပါစစ်တပ်ကချက်ဖိုက်တာနဲ့6ကြိမ်ဘုံးနဲ့ကြဲချတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်တွေအပါဝင်ပြည်သူ73ဦးသေဆုံးက19ဦးထိခိုက်ဒဏ်ရာရခဲ့ပြီးနေအိမ်62အိမ်အဆောက်အုံ2ခုစာသင်ကျောင်း2ကျောင်းလက်ဖက်ဆက်ရုံတရုံဆိုင်ကယ်၄စီးနဲ့ကား9စီးတို့ထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။မိုးကုံမြို့နယ်ကိုလည်းချမ်ပါစစ်ရှုံးကောက်စီးတပ်ကချက်ဖိုက်တာနဲ့4ကြိမ်ဘုံးနဲ့ကြဲချတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်တွေအပါဝင်ပြည်သူ4ဦးသေဆုံးပြီး73ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်62အိမ်နဲ့မွေးမြူချမ်း2ချမ်းထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ။ဒါပြင်မိုးမိတ်မြို့နယ်ကိုလည်းချမ်းပတ်စစ်ရှုံးကောင်စီတပ်က Jet Fighter နဲ့၅ကြိမ်ဘုံကျချတိုက်ခိုက်ခဲ့တာကြောင့်ကလေးပါဝင်ပြည်သူ9ဦးသေဆုံးပြီးတော့6ဦးထိခိုက်ဒဏ်ရာရပြီးနေ14အိမ်နဲ့ကားတစ်စီးတို့ထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်ပြည်သူအနေနဲ့ချမ်းပတ်စစ်တပ်ရဲ့ဘုံကျတိုက်ခိုက်မှုတွေကိုရှောင်ချနိုင်ဖို့အတွက်စီရင်သတိအမျက်ရှိဖို့လိုပြီးလေကြောင်းရန်ကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ဆိုင်ရာနေလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။ ။ဒါကတော့နိုဝင်ဘာလ2ရက်နေ့ရဲ့မွန်တဲ17ရက်နေ့ချိန်ထိနောက်ဆုံးတွေ့ရတဲ့သတင်းဖြစ်စဉ်ကြောင်းရာတွေကိုကျွန်တော်ဝင်ကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှစ်ဖြာချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ထူးခြားတဲ့သတင်းဖြစ်စဉ်ကြောင်းရာတွေနဲ့အတူကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။